်ငလာပါဒီနေ့မျှဝေပေးချင်တာကတော့ဤပညာနယ်ပယ်မှာစတင်ခြေချဖို့ပြစ်စနီရဲ့ចောင်းသားလူငယ်အတွက်လွန်ရေးကြီးရဲ့သတိပေးချက်လေးတစ်ခုကိုပြပြပေးချင်ပါတယ်ခုခေတ်မှာចောင်းသားလူငယ်အများစုက AI tool တွေပေါ်အရန်မိခိုနေကြပါတယ် assignment တစ်ခု project တစ်ခုရလာတာ ਨੇ ချက်ချင်းပဲ AI ကိုခုတ်အစအဆုံးရေးခိုင်းလိုက်ပါတယ် အလွယ်ဆုံးနီလန်းလိုပေမဲ့တင်းမှုအတွက်အင်မတန်အနေရှိတဲ့ထောင်ချောက်တစ်ခုပါအမှန်တရားတော့ EI ငူပဲစဉ်းစားခိုင်းလိုက်တဲ့အခါတင်းဟာတင်းမှုရဲ့အဖို့တန်ဆုံးပိုင်းနေဖြစ်တဲ့ယုတ်တိကျကျတွေးခေါ်နိုင်စွမ်း logical thinking ဝေဖန်ပိုင်းခြားစဉ်းကျင်နိုင်စွမ်း critical reasoning တီထွင်ဖန်တီးစွမ်းအား creative problem solving skill တွေကိုဆုံးရှုံးသွားပါတယ်။ programming ဆိုတာကိုယ်ရေးုံတသက်မဟုတ်ပါဘူး။ပြဿနာတစ်ခုကိုဘယ်လိုနည်းနဲ့ဖြေရှင်းရမလဲဆိုတာကိုစဉ်းစားသင်ယူတဲ့လုပ်ငန်းစဉ်မှာ AI ကအဲ့စဉ်းစားမှုတွေအားလုံးကိုအစားထိုးလိုက်တဲ့အခါသင်ဟာသင်ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကိုအဟံတာဖြစ်သွားစေပါတယ်။ AI ကကုတ်ရေးပြနိုင်တယ်။ဒါပေမဲ့တင့်ရဲ့စူးစမ်းခြင်းစိတ်ထိုးထွင်းသိမြင်မှု ကြီးထွားမှုတွေကိုဘယ်တော့မှအစားထိုးနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် AI ကိုတင့်ရဲ့အကူဖြစ်တာအသုံးပြုပါ။အစားထိုးဖြစ်မသုံးပါနဲ့။ AI ကိုတင့်ကို AI ကိုသိငုံလမ်းညွန်ဖို့ထောက်ပံ့ဖို့ဆရာထက်တန်စီဖို့တက်တာအသုံးပြုပါ AI ကိုသိရတွဲဖက်လေးရင်မှု ကိုပိုင်လို့ဖြစ်တာအသုံးပြုပါလေးရင်ကိုမောင်းသူကတော့သင်ကိုယ်တိုင်ပဲဖြစ်ရမှာပါဥတ္တရာကိုရွေးချယ်ပြီးဆုံးဖြတ်ချက်ချဖို့တာဝန်ကသစ်မှာပဲရှိပါတယ်အမှန်တကယ်ကြွန့်ကျင်မှုဆိုတာသင်ရကိုပိုင်ကြိုးစားမှုစူးစားစဉ်းစားစိတ်နဲ့နားလည်မှုနေရာနေပြီးတော့ပေါက်ဖွာလာတာပါ AI ကို တင်းရဲ့အရေးချင်းတွေကိုမြင့်တင်ဖို့အသုံးပြုပါတင်ယူမှုအစားထိုးမဟုတ်ပါဘူးအကြံကျူးချက်လေးအနေနဲ့တော့ပထမတစ်ချက်ကတော့အုံနောက်ကိုအရင်သုံးပါ AI ကိုနောက်မှမေးပါဆိုရယ်စီးငင်းကိုသတ်မှတ်ပါ ဆိုလိုတာကဘယ် coding problem ကိုမဆိုမဖြေရှင်းခင်မိနစ်20 30လောက် ကိုယ်တိုင်ရင်စဉ်းစားပါကိုယ်တိုင် pseudocode လေးအကျန်ရေးပြီးမှသာ AI ကိုပိုကောင်းတဲ့ optimized version ဖြစ်ဖြစ်အောင်ကူညီတောင်းပါနံပါတ်2 AI response တွေကိုចောင်းသားနေနဲ့စင်ကျင်စူးစမ်းမေးမြန်းပါ အိမ်ပြည့်တဲ့ကုတ်တွေကိုကူးယူခြင်းမပြုဘဲဒီကုတ်ကဘာလို့အလုံးလုံးတာလဲဒီ logic ကိုဘလို့တိုးတက်ကောင်းမော်လုံနိုင်အောင်မလဲဆိုရယ်မိခွန်းနေနေချင်းကပ်ပါ number 3 learning journal လေးထားပါ AIC ကတည်ယူထားတဲ့ concept အတိတိုင်းကိုမှတ်စုရေးပါကိုယ်တိုင်နားလည်အောင်တရားရေးပြီးတော့မှမှတ်ချက်ထားပါ number 4 debugging partner နေနဲ့တုံးပါ error တက်နေတဲ့ code တွေကို AI ကို fix ဖြည့်ရှင်းခိုင်းမှုအစားဒီ error ဖြစ်ရတဲ့အကြောင်းကဘာလဲလို့မေးပါစူဇန်မှာအဲ့တော့အဆုံးမှာပြောပြပေးချင်တာကတော့ AI ကိုမိမိညာအစားမသုံးမဲမိမိအတွက်အကူအညီပေးသူ ထောက်ပံ့ပေးသူမိမိပို့ပြီးပို့ပြီးဆွမ်းအားရတွမြအောင်လုပ်ပေးနိုင်တဲ့သူ ဖြစ်ပေအသုံးပြုပါ တခုတိထားမှာ AI ဟာအများဆုံးစဉ်းစားနိုင်တာမှန်ပါတယ်ဒါပေမဲ့ မှန်မှန်စဉ်းစားနိုင်တာကိုယ့်ရဲ့တိညာပဲဖြစ်ပါတယ်။